ားလုံးပဲမင်္ဂလာပါရှင်။ဆရာမကြီးခင်းယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း7ဇသိမ်းပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါဦးရှင်။ဖေဖေအပိုင်း7နောက်ဆုံးပိုင်းကျမပန်တပုတ်ကိုမလိုက်လိုက်မသွားခင်အော်တိုဘာလာ29ရက်နေ့၌ဥနုထိန်ထိန်ခံရခြင်းမှလွတ်လာ၏။သူသည် ပြင်ပအခြေအနေကိုဘာမှတိပုံမပေါ်ပါတနေ့တွင်ဦးနုဤသားအငယ်ကိုအောင်နှင့်ကျမသူတို့ channel တွင်စကားပြောနေကြ၏ကိုအောင်ကထူးထူးခြားခြားမိကုံတစ်ခုမိ၏မမယူတို့အဖေဘက်ကအမျိုးတွေဟာဘာကိုပဲဖြစ်ဖြစ်သူတို့လုံမယ်လို့ဆုံးဖြတ်ပြီးစိုးလုတာပဲနော်ခေါင်းမာတာအလုံးပဲကျမကရေပါသည်ဘာဖြစ်လို့ရေတာလဲမမယူရဲ့ ဖိဖိကြည့်ပါလားတခါတလေသူခိုင်းနာရီကိုကျွန်တော်မလုပ်ချင်လို့လို့ထင်လွဲတဲ့အခါကျွန်တော်စိတ်မကောင်းဘူးအပြင်မှာကလည်းချင်းနေရီကအားလုံးပြောင်းသွားပြီမို့လားတီးခန့်ကိုအောင်ရီတီးခန့်ဒီတခါမမယူကတရားဟောဆရာဖြစ်သွားပြီကိုအောင်ကအများကြီးတော်သေးဖိဖိနဲ့အဆင်မပြေလို့ဖိဖိစိတ်ဆိုးလဲအလွန်ဆုံးတရက်ပေါ့ဖိဖိစိတ်ကြည်ကြည်လင်လင်ရှိတဲ့အခါအချိုးချောင်းကဒီလိုဖိဖိရ တားရဲ့စည်ရင်ခံကဘလို့ရှိတယ်။ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အကြောင်းကဘလို့နဲ့ခြေပပိုင်ခွင့်ရှင်းလင်းပြပြပိုင်ခွင့်ရှိတာပေါ့။ဖေဖေကလည်းအခြေအနေအမှန်ကိုသိတော့စိတ်ပြေသွားပြီးတားကိုခွင့်လွှတ်နိုင်တာပေါ့။မမယူအဖြစ်ကမှဆိုးတာ။ဟင်။ဘာဖြစ်လို့လဲ။ကျမကလည်းထို့အခါကျမကျမတို့တားဖာနေအောင်ဖြစ်ခဲ့တော့အရေးခင်ကိုပြပြရပါသည်။ ဘာမှရှင်းလင်းပိုင်ခွင့်ခြေပါပိုင်ခွင့်လည်းမရှိဘူးဆရာကြီးစာရေးပြသည်မဆုပ်ပြစ်လို့မယူလဲစာလဲမရေးစကားလဲမပြောနေလိုက်ရောသူလဲသူထင်တာသူလုပ်တာပဲမင်းတို့ကြီးကလာပြီးပြဿနာရှင်းမှဈေးုံမတက်ခင်လေးတင်တာဖပြဿနာပြေတော့တယ်ဩဒီလိုကိုဟိုဆိုကသူခမရလဲထိုခါကြမှာရေပါတော့သည် ။အော်ဖေဖေဒီလိုနေမင်းမြေဦးကြီးမိမအောင်ခိုင်မောင်ကျော်ခိုင်နီးတက်မောင်ညီညီနဲ့တိုးကြည်ဆွေထားကြည်ဆွေတိုးကြည်ဆွေတို့ဤအဖို့ဖြစ်အသက်80ပြည့်အောင်သူလူပြည်တွင်နေလာခဲ့ပြီပြီ။ကျမပန်တပုတ်ကိုထွက်လာခဲ့ပြီးနောက်သမီးကြီးမိကိုစိစက်ကြောင်းလန်းပေးရန် ရန်ကုန်ကိုခေတ္တပြန်လာခဲ့၏ကျမဤကျမ်းမာရေးအခြေအနေကတော့မကောင်းသေးပါတညာတွင်ဧကန်းမှထိုင်ရင်ကျမကိစ္စတစ်ခုကိုစိတ်ကူးနေရမှပြားရည်ကိုဘာနည်းမှမရောပဲတောက်ချလိုက်ရာပြားရည်တီးပါတော့သည်ခလေးမလေးနှစ်ယောက်မှအသက်မရှူနိုင်ပဲပုံလျက်လဲကျသွားသောကျမကိုပွေချီရင်သူတို့လည်းတသမျှမတ်သမျှပြုစုကြပါသည်တနာ ਈ လောက်ကြာမှ ကျမအသက်ပြန်ရှူနိုင်ပါသည်။ကြားရည်သီးလင်းတည်တက်သည်ကိုနောက်မှသိပါသည်။ထိုညတွင်တော့ဖဖီသည်ကျမကိုအနာကိုလာကြည့်၏။မလိုက်ဒီညမမကိုတယောက်တည်းအခန်းထဲမှာမသိနဲ့။ညအနာမှာအိတ်နော်။ဟူဆိုက ကျမကိုစေစေကြည့်ပါသည်။ယခုခါမှဖဖီသည်ကျမ၏ကျမ်းမာရေးမှာဖြစ်ချင်းလျင်ချက်ချင်းစိုးရိမ်ပွေရာဖြစ်သည်ကို တွေးမိလာဟန်ရှိပါသည်။ ။သမီးနေတိုင်းဘာတရားတွေကိုဆင်ခြင်လဲတော့မသိဘူး။ဖေဖေတော့နေတိုင်းမရဏာမီပဝိတ္တိတည်ခြင်းလျင်အဆုံးရှိ၏ဆိုရဲမရဏာနုတ္တိကမထံကိုစီးဖြန့်နေ။ဒါကြောင့်များဖေဖေအသက်ရှင်နေလားမသိဘူး။သမီးနေတိုင်းမရဏာနုတ္တိကမထံကိုစီးဖြန့်ပါဖေဖေဒီဒီလိုပြောတာအခန်းထဲမှာထွက်သွား၏ ကျမဝမ်းသာလိုက်သည်ဖြစ်ချင်းရှေးရခင်ကဦးနုတိုက်တွန်းချက်ဖြင့်ပြပေသည်သာသနာရိတ်သာတွင် ကိုရင်ကြီးဝိကဝိပဿနာတရားကိုအားထုတ်၏သူကအမြဲပဲတင်ငန်းဝိနှင့်နေလိုသည်ဟုဆိုသည်ကျမကနေခွင့်မပေးပါပြပေမှာအုံနောက်မှန်သူမဟုတ်ဝိနည်းမလျော်သောအလုံများကိုလုံမိလျင်တင်ခန်းငရဲကြီးမှာဆိုသည်ဒုတိယအကြောင်းမှာ ဖေဖေကနားကြားသူမဟုတ်ဖေဖေခြေတန်းဖေဖေလှူရှားသည်များသည်တာမန်လူထက်ကျယ်၍တခြားသောယောဂီယဟန်များကို အနောက်ရှက်ဖြစ်မှဆို၍တင်ဟန်စီ၍စက်နေရန်ကျမခွင့်မပြုပဲအင်ကိုခေါ်လာခဲ့ပါသည်အင်ရောက်လင်းဝါရင်းလာပြီလာခွေများတွင်ဥပုပ်ဆောင်ရင်းဝိပဿနာတရားကိုအားထုတ်၏သို့သောစိတ်ငြိမ်ပုံမရပါအပြင်မှဂုံတိများကို ခွဲစိတ်အချောက်လန်ထား၏။မိုးရွာလင်းတရားထိုင်နေသောအခန်းထဲမှထွက်လာကဒီကွန်တီပန်းကိုရှုပ်ရ၏။ကျမသည်ဖိဖိကိုစာရေးပြန်ရ၏။ထိုစဉ်ကတာအဖအစဉ်ပြေနေသေးသည်။မိဘံကိုလိုချင်လို့ဖိဖိဝိပဿနာတရားကိုအားထုတ်နေတယ်မို့လား။နိဗ္ဗာန်ဆိုတာပစ္စည်းဥစ္စာတွေဆိုတာကိုမပြောနဲ့။ ဒီခန္ဓာကိုယ်ကြီးကိုယ်တော်ပြည့်ချင်လွန်းလို့နောက်တဘဝပြန်မဖြစ်ချင်လို့အာထုတ်ကြတာဒီကွန်တီလီတပန်းကိုဝိပဿနာတရားအာထုတ်စေအချိန်လေးမှာတော့မပြတ်နိုင်ရင်နိဗ္ဗာန်ကိုဖိဖိလိုချင်နေဆိုတာအတိတ်ပဲရှိသေးရဲ့လားကျမအစာကိုဖတ်ကနောက်မလုပ်ဘူးနောက်မလုပ်ဘူးဟုအော်ရင်းအခန်းထဲဝင်သွားပါသည်မိတို့ပင်ဆိုစေဝိပဿနာကိုအာထုတ်ဖို့သည်ဆိုသော ါရမီကားတော့ဖြင့်ဖေဖေတွင်ပါသွားပြီမည်ဖေဖေသာစိတ်မှန်လျင်ကောင်းပြီစွာအဘဲကြောင့်ဆိုတော့သူအာထုတ်ချိန်တွင်နာမကြားသူဖြစ်၍တောတာအာယုန်တွင်ကျမတို့လိုပြန့်လွင်စရာမရှိပေ ထို့ကြောင့်ပင် သူ့ခန်းထဲ၌အာထုတ်စေခဏတွင်မူသူသည်တမာတိမြန်မြန်ရလွေသည်ကိုတွေ့ရ၏ဦးနုသည် ထိမ့်သိမ့်ခံရပြီးလွတ်လာခြင်းတွင် ဖေဖေကိုလာကြတော့ကဖေဖေကျမ်းမကြီးကိုကြည်ဤအသက်80ဒီနေရတယ်ဆိုတာကတော့ဝမ်းသာစရာပဲဦးလေးဘုရားဟာငငယ်ကလေးကကြောက်ပေါက်ရလေးငန်းဖြစ်ရနားမကြရခွဲရစိတ်ရခုလေချိန်မတန်ဖြစ်ရနဲ့ဝတ်တွေပဲမိခင်ယူရတန်တရားမှာပြောမွေးမယ်လို့စိတ်တဖန်ဖြစ်လာတိုင်းဦးလေးကိုကြည့်ပြီး ဝင်းစင်းရဲ့ကိုအစင်ချင်ပါကွယ်သူကပြန်ခံဤကျမကိုတတိပေးသွား၏ပေပေသည်ကံလဲကောင်း၏ကံလဲဆို၏ယောဂမျိုးစုံခံစားရတော့လဲသူအသက်ရှိ၏ယခုတိုင်ကျမ်းမာတောင်းတင်း၏ယခုလိုပုံဖြင့်သူကျမ်းမာရေးမှာမြေဦးကြီးမိမမွေးတော်မြေဦးအထိနေနိုင်ပုံရ၏ကျမအိုမင်းသောအခါပေပေလိုမှ သက်ရှည်စွာနဲ့အဆင်ပြေစွာနေနိုင်ပါမည်လားဤလိုနောင်ရီကိုတွေးမိသောအခါတုန်လှုပ်သွားသည်ကျမနောင်ရီကဘာမှမသိကြကျမကလည်းဘာမှပြင်ဆင်၍မထားပါဘေးသို့သောအကိုရာတရားတော်သည် ရှိပါသေး၏ဟုပြန်အတင်ရ၏ပြပေသည်ထိုနေ့ညကမရဏနုဒတိကမ္မထံကို အစဉ်ကြီးဖြန့်ရန်တတိပေးလာသောအခါ ေဖေအုံနောက်အတော်ပင်ပြန်၍ကြီးလင်လာသောထိမ့်မတ်ဖြစ်ကျမဝမ်းသာသွားမိပါသည်မိကိုလက်ထပ်ပေးပြီးနောက်ကျမပန်တပုတ်ကိုပြန်ခဲ့၏သူချစ်တော်မိဦးမိမြေတမတ်ထွန်းအောင်ကျော်ဘူကြီးတက်မတော်လေတက်တို့နှင့်အစင်မပြေပါလေစားဟုတင်မောပေါ်အရောက်စိတ်ကထင်လိုက်သေးသည်ငါသေးတော့လေသူတို့ဘာသာကြည့်ပြီးဆက်နေသွားကြမှာပါလေ ကျမစိတ်ကိုကျမဖြတ်လိုက်၏တလအကြာတွင်မူမိထံမှစာတစောင်ရောက်လာသည်မိမိမေလာရှိရနေ့မှာတမိချောင်းပြန်တက်ရမယ်ကိုကိုထုံးအောင်ကြော်လဲခွင်တလစီလိုရုံးပြန်တက်ရမယ်အလိုက်လဲယောက်ျားယူဖို့ပြန်သွားတယ်တမိတို့နှစ်ယောက်ကိုပြေသနာကိုရှင်းနိုင်ပါတယ်အရေးကြီးဆုံးပြေသနာကတော့ဘဘကြီးရဲ့ပြေသနာပဲတမိတို့ចောင်းသွားနေတော့ ဘဘကြီးကိုအိမ်မတယောက်တည်းထားရခဲ့ဖို့စိတ်မချဘူး။ဒါကြောင့်ဘဘကြီးအတွက်လူတယောက်အမြန်ရှာ၍ပို့ပေးပါ။ကျမ်းမာချမ်းသာပါစေ။မိမိဆိုသောကျမ၏တမီးသည်ဘေသောအခါမှစာရှိရှိမရေအဖေနှင့်အမေကိုပင်စကားဖွဖွယ်နှွဲ့နှွဲ့မပြောတတ်။သူ့ကြောင့်မှဆရာမကြီးများကပင်စုံမိ၍စကားဆက်မိလျင်မိသည်အင်္ဂလိပ်လိုပဲဖြစ်ဖြစ် မြမလူပဲဖြစ်ဖြစ်စာစီစာကုန်းရေးလျင်ဖို့ပွင့်နှွဲ့နှွဲ့မရှိကြောင်းပြောပြတတ်၏ယခုစာကိုကျမဖတ်ရသောအခါရှင်မိ၏ပြုံမိ၏မိဆိုသောအီမိန်ကလေးကပြဿနာဆိုသောစကားကိုကြီးကြီးကျယ်ကျယ်သုံးလာသောကြောင့်ပင်ကြည်တခါကဆွေမျိုးတယောက်ကကျမကိုပြောဘူးပါသည်အလကားပါဗျာဒီအဖေကြီးကိုသူကပုံကြီးချဲ့နေတာ ဘယ်အိမ်ဖြစ်ဖြစ်စွဲတင်ထားလိုက်ရင်ပြီးနေတဲ့ကိစ္စသူပြောစင်ကကျမဒေါသဖြစ်မိပါသည်တည်းယခုမိစာကိုတော့ထိုးသူကိုထိုးပြလိုက်ခြင်းပါသည်ဘယ်အိမ်ဖြစ်ဖြစ်စွဲတင်ထား၍မရပေသောအဖေမျိုးပေလားဆိုသည်ကိုထိုးသူကိုပြခြင်းသည်တကယ်သာစွဲတင်ထား၍ရလျင်မိဤစာသည် ကျမထံသို့ပင်ရောက်လာရန်မလိုသူတို့ကလာကြည့်၍ ဘဘေးကိုဆွဲခေါ်သွားဖို့ပင်ဖြစ်၏တိုးတော်လဲကျမသည်သူတို့ကို ခြေပပြောဆိုမနေလိုတော့ပါပဲစိတ်ချရတော့ကျမကိုပြုစုနေသည့်မအေးမြင့်ကိုဖိဖိအားပြုစုရန်ရန်ကုန်ကို ပို့ပေးလိုက်ရပါသည်မအေးမြင့်သည်မိလက်ထက်ဖို့ရန်ကုန်တွင်တွားရောက်ပြင်ဆင်ခြင်းဖိဖိနှင့်တလားလောက်အတူနေပူ၍ဖိဖိတက်ကိုတည်ပြီးဖြစ်လေသည် နောက်တစ်နှစ်တွင် ကျမတို့ပန်တပုတ်ရှမ်းတက်ရင်တင်မှရန်ကုန်စေယုံချုပ်ကြီးတို့ပြန်လဲပြောင်းရွှေ့ရ၏ကျမ၏ညီမငယ်ဆုံးနုနုသည်မော်လမြိုင်တက္ကသိုလ်မှရန်ကုန်တက္ကသိုလ်သို့မြမစာဌာနတွင်လက်ထောက်ကတိကအဖြစ် ပြန်လဲပြောင်းရွှေ့လာရ၍ဖေဖေကို သူ့လောက်စာနှင့်ကျွေမွေပြုစုလူသေးသည်ဆို၍လာခေါ်တော်ပါသည်စင်စစ်တော့ ကျမမသိမချင်းဖိဖိအကြောင်းကရေး၍မဆုံးနိုင်ပါယခုအိနီယာရင်ပင်လက်ဆတ်တော်အချိန်1968ခုဇန်နဝါရီလ23ရက်နေ့တွင် သူချစ်တော်မြေဦးကြီးမိမမြေဦးဖြစ်သောတာဝရတနာကိုဖားမြင်ပါသည်ဈေးယုံတို့ အောက်ပါစာကို သူရေးပို့၏မိ Congratulation မင်းနှင့်တကွာ သားကလေးပါချမ်းမာချမ်းသာစေရန်ဆုတောင်း၏ချမ်းမာချမ်းသာကြပါစေသောအဖမလာနိုင်သူဤသို့နှင့်မျိုးစေ့တစေမာသည်တော်အုပ်တစ်ခုသည်ဤမြေပေါ်တွင်ခက်လက်စိမ့်ဆူစွာနှင့်ရှင်သန်ဖြစ်ထွန်းလာခဲ့၏ပုံစံအမျိုးမျိုးတို့နှင့်ဤတော်တန်းတွင် ပန်းတို့လည်းပွင့်လာခဲ့ကြသည် ဤတော်ရမ်းမှပွင့်တော်ပန်းနှင့်တီတော်တည်တီဝလံတို့သည်တတဝါတို့အတွက်ကောင်းချိုးချမ်းသာကိုဖြစ်ထွန်းပါစေတည်းအဖိုးနှင့်မြေမြေတစုချမ်းမြေရွှင်လန်းပါစေခင်နှင်းယုတရက်တလား68ဟုတ်ကဲ့ပါရှင်ဆီယမကြီးခင်နှင်းယုရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့စသိမ်းပိုင်းလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ် ီစာအုပ်ကလေးကိုအစအဆုံးဖတ်ပြတဲ့အချိန်မှာစကားလုံးမပီတာတာတွေစာဖတ်လို့အာစာဖတ်တဲ့နေရာမှာလိုအပ်ချက်လေးတွေရှိတာရှိခဲ့လို့ရှင်နားလည်ခွင့်လို့ပြေးကြပါလို့ပြောချင်ပါတယ်ရှင်အပင်နာစင်သူတူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်